ဒီနိုင်ငံမှာကြောက်တုံးကိုမုံအဖြစ်စားကြတယ်။အလုံးမင်္ဂလာပါ။တကြောင်တကာထားတရွာတပုတ်ဆန်းဆိုသလိုပဲဒေတာတစ်ခုနိုင်ငံတစ်ခုချင်းစီဟာသူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံတွေရှိကြပါတယ်။ဒေတာကန်တွေရဲ့ဒေတာထွက်ကုန်စားစရာတွေကလည်းတနိုင်ငံနဲ့တနိုင်ငံမတူညီပဲကွာခြားချက်ရှိတာကြောင့်စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီနိုင်ငံကလူတွေကတော့အစာပြေမုံအဖြစ်ကြောက်တုံးတွေကိုအမျိုးမျိုးစားနေကြပါတယ်။ဒီလူတွေကကြောက်တုံးစားရတာကိုလည်းနှစ်သက်ကြပြီးဆွဲဆွဲလန်းလန်းကိုစားနေကြတာပါ ဒီတော့သူတို့ဘာကြောင့်ကြောက်တုံးတွေစားနေကြတာလဲကြောက်တုံးရဲ့အရသာကရောဘယ်လိုမျိုးလဲဒီနေ့ဗီဒီယိုမှာဒီထူးခြားချက်ကိုရှာဖွေကြမှာဖြစ်ပါတယ် အာရှတိုက်အလဲပိုင်းကနိုင်ငံတစ်ခုဖြစ်တဲ့ကာဇက်စတန်နိုင်ငံဟာနှင်းဖုံးနေတဲ့တောင်စင်တောင်နှင်းတွေစိမ့်ဆူနေတဲ့ပန်းသီးပင်တွေနဲ့အလဲအပတ်သွားစရာနိုင်ငံတနိုင်ငံဖြစ်ပါတယ်။နိုင်ငံသားတွေကလည်းပြူမှားဖော်ရွေးကြပါတယ်။ဒါပေမဲ့ကာဇက်စတန်ရဲ့ဈေးတွေကိုတွားလိုက်မယ်ဆိုရင်တော့အရန်အရန်ကိုထူးဆန်းတာတစ်ခုမြင်တွေ့ရမှာပါ။ကာဇက်စတန်လူမျိုးတွေကကြောက်တုံးတွေစားနေကြပါတယ်။တချို့ကကြောက်တုံးလို့ခေါ်ပေမဲ့တချို့ကတော့မြေကျစ်စာလို့ခေါ်ကြပါတယ်။တချို့ကတော့ထုံးကဲလို့လည်းခေါ်တတ်ပါသေးတယ်။ ဘလူဘဲခေါ်ခေါ်ကာဇက်စတန်မှာတော့ကြောက်တုံးကိုစားစရာအဖြစ်စနစ်တကျရောင်းချကြပါတယ်။ဈေးတဲကိုသွားလိုက်ရင်တောင်ပေါ်ကနေရရှိတဲ့ကြောက်တုံးတွေကိုသူ့အမျိုးအစားနဲ့သူရောင်းချပေးနေတာတွေ့မြင်ရမှာဖြစ်ပါတယ်။ကြောက်တုံးမှုကိုစားဘူးကြသူတွေကတော့ကြောက်တုံးရဲ့အရသာက၆ကက်ကက်နဲ့ဖြစ်ပြီးငန်ကြီးကြီးနဲ့တံမရရဲ့ငရုတ်ကောင်းငရုတ်သီးမှုန့်တို့ကို ရောနဲ့ထားသလိုအရသာမျိုးဖြစ်တယ်လို့ပြန်ရှင်းပြကြပါတယ်။ ဒါပေမဲ့ကာဇက်စတန်သားတွေဘာကြောင့်ကြောက်တုံးစားကြတာလဲဆိုတာကတော့ဘယ်သူမှအဖြေသေးချာမသိကြပါဘူး။ဒေသခံတွေကတော့ကြောက်တုံးမှာအဟာရပြည့်ဝပါဝင်လို့စားကြတယ်လို့ဆိုကြပါဗျ။တကယ်လဲကြောက်တုံးမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဓာတ်တွေပါဝင်ပါတယ်။ကယ်လ်ဆီယမ်၊ကော်ပါ၊မက်ဂနီဆီယမ်၊ဇင်းနဲ့တန်ဓာတ်တွေကြောက်တုံးမှာပါဝင်နေပါတယ်။ ဒါပြင်ကာဇက်စတန်ကကြောက်တုံးစားတဲ့တခုတည်းသောနိုင်ငံလည်းမဟုတ်ပါဘူး။ရုရှား၊ဥဇဘက်ကစ္စတန်၊အီရတ်၊ဇင်ဘာဘွေ၊ဟီရာတီ၊ဂါနာ၊တရုတ်နဲ့အိန္ဒိယနိုင်ငံတို့မှလည်းဒီအလေအထကိုတွေ့မြင်ရပါတယ်။မြေကြီးနဲ့ကြောက်တုံးကြောက်ခဲတွေစားခြင်းမှုကို Geophagy မြေချင်းချင်းတက်ခြင်းလို့သိပ္ပံပညာမှခေါ်ကြပါတယ်။ ီလေးချဟာရှေးခေတ်ဂရိလူမျိုးတွေကြီးစိုးချိန်ကလေးကပေါ်ပေါက်ခဲ့ပြီးဒီနေ့အထိကမ္ဘာနေရာတချို့မှာမြင်တွေ့နေရပါသေးတယ်။ကြောက်တုံးစားကြသူတွေကဘာဆာဆာကြောက်တုံးနဲ့မြေကြီးပါမစားတတ်ကြပြီးတစ်ခါစားပြီးရင်လည်းမရက်နိုင်ဘူးလို့ဆိုကြပါတယ်။တချို့ကြောက်တုံးကြိုက်သူတွေကတော့ကြက်ကြော်နဲ့တောင်မလဲနိုင်ကြောင်းလည်းပြောတတ်ကြပါသေးတယ်။ဆရာဝန်တွေကတော့ကြောက်တုံးစားတဲ့အလေးထားကိုအားမပေးကြပါဘူး။ ဆရာဝန်တွေကတော့ကြောက်တုံးစားကျင်နေဆိုတာခန္ဓာကိုယ်မှာအဟာရတဲ့ချို့တဲ့နေလို့ခန္ဓာကိုယ်ရဲ့တောင်းဆိုမှုတစ်ခုဖြစ်ပြီးစိတ်ယုံစေကံမှာစစ်ဆေးကြည့်တဲ့နယ်လို့အကြံပေးကြပါတယ်။ကိုဝင်ဆောင်တွေဆိုရင်အဟာရချို့တဲ့လာတတ်တဲ့အတွက်တချို့တွေကမြေကြီးစားကျင်စိတ်ချင်းချင်းဖြစ်တတ်ကြပါသေးတယ်။တချို့ကတော့မီယိုဖလာလက်ဆင့်ကန်းလာတဲ့အတွေးခေါ်ကြောင့်ကြောက်တုံးမုံကိုဆေးဘက်ဝင်ဖြစ်စားကြပါတယ်။ဒီတော့ကာဇက်စတန်သားတိုင်းကြောက်တုံးမုံကိုစားနေကြတာတော့မဟုတ်ပါဘူး။ကြိုက်သူမကြိုက်သူတွေကွဲပြားနေပြီးကို့အတွေးနဲ့ကိုစားနေကြပါတယ်။ ။ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့နိုင်ငံတကာနိုင်ငံချင်းစီမှာသူတို့ရဲ့ရိုးရာထူးဆန်းတဲ့စားစရာတွေရှိနေတယ်ဆိုတာပါပဲ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။